ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျ1 Friday 5 110ပြိုင်ပွဲကြီးရဲ့နောက်မှရောက်ပွဲစဉ်ပြီးဆုံးသွားခဲ့ပါပြီဒီနောက်ရောက်ပွဲစဉ်မှာကျွန်တော်တို့ရဲ့မဖိုက်တာထုံးမအောင်ပွဲထုတ်ခဲ့ရပါတယ်ထုံးမအောင်ကိုတော့ Thai Fighter Shepherd နဲ့ပွဲတက်ပေးထားခဲ့တာပါထုံးမအောင်က1ပြိုင်ပွဲကို6လကြာပြီးမှပြောင်းလာတာဖြစ်တော့သူ့တန်လေးတော့စိတ်ပူခဲ့ကြတာပေါ့လေထုံးမအောင်ပုံစံကောင်းကိုပြပဲပြနိုင်ပါမလား6လကြာအဆက်ပြတ်နေတော့ယုံကြက်တွေပျောက်ဆုံးနေမလားလို့တော့စိတ်ပူနေခဲ့ကြပါပထမပွဲကြီးမှာထုံးမအောင်ကကျိုးဝမ်းကျက်မြတ်စီ နှစ်ကြိမ်တိုင်းဖိနန်ဒီယားသားလဲကြမျိုးဖြစ်ခဲ့တော့လေပိုပြီးစိတ်ပူသွားမိတယ်ဟာရှုံးမြန်တော့မလားမသိဘူးပေါ့လေအဲ့လိုတွေးပူလိုက်မိတယ်ဒါပေမဲ့ထုံးမအောင်အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ခဲ့ပါတယ်တစ်ဖက်ကရှက်ဖက်ဆိုတာကလည်းဝမ်ပြန်ပွဲကိုအခုမှဝင်ထိုးတဲ့ဖိုက်တာဖြစ်ပေမဲ့သူကတစ်ဖက်မှာမွေထိုင်းရလက်ကောင်းနေရှိတယ်ခမမွေထိုင်းမှာ49ပွဲထိုးခဲ့တယ်သူက38ပွဲနိုင်တယ်17ပွဲပဲရှုံးခဲ့တယ်ပြီးတော့82ကီလိုတန်းမှာချန်ပီယံဖြစ်ထားတဲ့ဖိုက်တာဝမ်ကုန်ဘဝင်ပြင်းသူက9ပွဲဆက်တိုက်တောင် နိုင်ထားတဲ့ fighter ဖြစ်တော့ဟာချက်ဖက်ပဲနိုင်ပွဲဆက်မလားဆိုတာမျိုးစိုးရင်ရတာမျိုးရှိခဲ့တယ်ခင်ဗျချက်ဖက်ကပထမပွဲကြီးမှာဆိုတကယ့်ကိုပုံစံကောင်းပြခဲ့တယ်ထွန်းမင်းအောင်ကို PRPB ထိုးနိုင်ခဲ့တယ်ချက်ဖက်ရဲ့ရှေကန်ချက်တွေကထွန်းမင်းအောင်ကိုအတော့ကိုဒုက္ခပေးနိုင်ခဲ့တာတွေ့ရတယ်ခင်ဗျထွန်းမင်းအောင်ဟာအဲ့ရှေကန်ချက်တွေကြောင့်ပဲကျွမ်းကျက်မြတ်စီနှစ်ကြိမ်တိုင်းဖင်တိုင်းလက်သာလဲကြခဲ့တယ်ဒါပေမဲ့ဒုတိယပွဲရှိမှာတော့ပွဲလှည့်ပြောင်းစဖြစ်လာတယ်ဘလို့ဖြစ်လာသလဲဆိုတော့ချက်ဖက်ရဲ့ရှေကန်ချက်တွေကို ထုံးမြောင်ကဟန်တားလာနိုင်တယ်ပြီးတော့သူ့ရဲ့အာသာချက်ဖြစ်တဲ့လက်သည့်ချက်တွေကိုစတင်ပြီးတော့ပြစ်လွတ်လာနိုင်တယ်စတင်ပြီးပြစ်လွတ်လာတယ်ဆိုတော့ပထမပွဲကြီးမှာမထိုးဘူးလားဆိုတော့ထိုးတယ်ဒါပေမဲ့ချက်ကောင်းတွေကိုမထိဘူးဒုတိယပွဲကြီးမှာကျတော့ရှက်ဖက်ရဲ့ချက်ကောင်းတွေကိုထိအောင်ထုံးမြောင်ထိုးလာနိုင်တယ်အဲ့တော့မှထုံးမြောင်တစ်ချိန်ခွင့်ရရသွားတယ်အဲ့ဒီချိန်ကနှစ်ယောက်ပူးတဲ့အချိန်မှာထုံးမြောင်ရဲ့လက်သည့်ချက်ပြစ်လွတ်လိုက်တာတွေကရှက်ဖက်ကိုတော်လေးထိသွားတယ်အဲ့တော့မှရှက်ဖက်ဟန်ချက်ပြတ်သွားတယ်ဟန်ချက်ပြတ်သွားပြီးတဲ့နောက်မှာ ထုံမြောင်ကပွဲကိုအသာစီးရထိန်းလိုက်ပြီးတော့ဒန်ဆက်ဆိုသူတို့ဖိအားပေးလာတယ်။အဲဒီနောက်ထုံမြောင်ရဲ့လက်သီးချက်တွေထိမှန်ပြီးတော့ရှက်ဖက်ဟာကျိုးဝိုင်းချမ်ပီယံစီနောက်ဒေါင်ပထမတစ်ကြိမ်စပြီးတော့ကြားတယ်။ကျိုးဝိုင်းတန်လူရအမှတ်စရရတဲ့ရှက်ဖက်ပြန်ထလာတယ်။ပွဲပြန်ထိုးတယ်။ထုံမြောင်ကနည်းနည်းပန်းနေတယ်ဗျ။ဒန်လူရပွဲကိုထိုးဝင်ပေးလိုက်တာနဲ့ရှက်ဖက်ဟန်ချက်ပြတ်နေပြီဆိုတော့သူကဒရက်ဆက်ဆိုသူဒရက်ချမ်းဝင်ထိုးတာ။ဝင်ထိုးတော့နောက်ကိုပဲဆုတ်ပြီးတော့ရှက်ဖက်ဟာ ခံစစ်သက်သက်နဲ့ခုခံရတဲ့အနေကရောက်သွားတယ်။အဲ့တော့ရှက်ဖက်ဒုတိယတစ်ကြိမ်နောက်တောင်းထက်ကြတယ်။နောက်တောင်းကြတော့ဒိုင်လူရအမှတ်စဉ်ထပ်ပြီးရေတွက်တယ်။အမှတ်စဉ်ရေတွက်ပြီးတော့ရှက်ဖက်ပြန်ထလာတယ်။ဒီနေရာမှာချက်ဘက်ကိုရှီကျူတာကတော့တချို့ဖိုင်တာဆိုရင်အဲ့ဒီဒုတိယပွဲရှိမှာနောက်တောင်းကြတာဟာပြန်ထနိုင်မလို့မလွယ်တော့ဘူးကြ။ဒါပေမဲ့ရှက်ဖက်အားတင်းပြီးတော့ရအောင်ပြန်ထတယ်။ထုံးမအောင်ပြန်ထိုးတယ်။ရတဲ့တော့သူခုခံပြီးတော့ထိုးသေးတယ်။ဒါပေမဲ့ထုံးမအောင်ကရှေ့က နောက်တောင်းကြပြီးတော့ဒိုင်ကခွင့်ပေးချိန်မှာလိုက်ပြီးထိုးတယ်လို့ပဲရှက်ဖက်ကိုဒိုင်ကခွင့်ပေးတယ်ဆက်တိုက်ဆိုသလိုလိုက်ပြီးထိုးတော့ရှက်ဖက်ဘလောက်မှတောက်မခံနိုင်ဘူးထပ်ပြီးတော့နောက်တောင်းကြတယ်တစီထဲမှာ၃ချိန်နောက်တောင်းကြရင်ပြန်ပွဲစီမင်းအရာကအော်တိုမက်တစ်ကိုအရှုံးဖြစ်တဲ့အတွက်ဒိုင်လူကြီးကပွဲကိုရပ်ဆိုင်းလိုက်ပြီးတော့ထုံးမြောင်ကိုအနိုင်ပေးလိုက်တယ်ဒီတော့ထုံးမြောင်ဟာဒါ၆လကြာပြီးရနောက်ဝမ်းမှာအလဲထိုးနိုင်ပွဲနဲ့အတူလှလာပါပါပြန်လည်ပြီးတော့ပွဲထွက်လာနိုင်ခဲ့တယ်ပေါ့လေဒီတဲ့အချိန်မှာ ဝိုင်းရစီကိုချက်ထရီရလဲဘောနပ်စ်ဘတ်3သိန်းခွဲပါ ထုံးမြောင်ကိုရှင်းမြင်လိုက်တော့ဒါကတကယ့်ကိုအချိုးပေါ်တကာလောင်းတာဖြစ်သွားတာပေါ့လေထုံးမြောင်ကိုသူ့ရဲ့အကိုတွေဖြစ်ကြတဲ့ထုံးထုံးမင်းနဲ့ထုံးမင်းနိုင်တို့ကလိုက်ပါဝိုင်းရံပေးခဲ့တယ်ပွဲပြီးမှသူတို့ညီကိုတွေတပြောတပါအောင်ပွဲခံသွားခဲ့ကြတယ်ပေါ့ဘာပြောထုံးမြောင်နေနဲ့အခုလိုအားရစရာကောင်းတဲ့နိုင်ပွဲတစ်ပွဲရောက်လိုက်နိုင်တဲ့အတွက်စီကျူးကုန်ပြူပါတယ်ရှေ့လိုက်ပွဲစဉ်တွေမှာလည်းအခုလိုပုံစံကောင်းကိုထုံးမြောင်တယောက်ဆက်လက်ပြသနိုင်ပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ ျေးဇူးအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။